ဆရာတို့ကုတဲ့စိတ်ကြိုယောဂလူနာတွေအများစုမေးတယ်မင်းကတော့ဆောင်းနေကိုမေးတာပေါ့နော်အကျွန်တော်တို့ဘာစားရမလဲကျမတို့ဘာစားရမလဲပေါ့နော်ဘာတွေတော့ရှောင်းရမလဲပေါ့ဒါကတော့အများအားအမေးခံရတဲ့မေးခွန်းဖြစ်ပါတယ်အာဒါလေးအမြန်အရေးကြီးပါတယ်တကယ်လို့လူနာကမမေးတောင်မှကျွန်တော်တို့ဆရာဝန်တွေနဲ့ကလူနာကိုပြောပြဖို့ဝတရားရှိပါတယ်ဘာဖြစ်လို့လဲဆိုဆရာတို့စိတ်ကြိုကုတဲ့အခါမှာဒီစေးတွေပဲပေးုံနဲ့လူနာမတက်တာပါဘူးအာအနေထိုင်အစားအသောက်ကိုမှန်ကန်ပြုပြင်မှသာလင်စိတ်ကြိုကကျွန်တော်တို့ကွန်ထရိုးကောင်းကောင်းရမှာဖြစ်ပါတယ်အဲ့လိုအစားအစာကိုညွှန်ကြားတဲ့အခါမှာလည်း အာတကဘာလုံးမှာပေါ့နော်တန်နိုင်လဲတန်နိုင်ကလူတွေစားတဲ့အစားအစာမတူကြဘူးနော်အချို့ဆန်စားတဲ့အုပ်စုရှင်ပဲဂျုံစားတဲ့အုပ်စုရှင်ပဲပြောင်းစားတဲ့အုပ်စုရှင်ပဲအဲ့တော့အနောက်နဲ့အရှေ့စသည်အားဖြင့်နိုင်ငံတန်နိုင်ငံထဲမှာတောင်မှပဲတနည်းအားတနည်းအားဆိုရင်ဒါစားဝင်တောက်ဝင်မတူကြဘူးပေါ့နော်မိသားစုတစ်ခုထဲမှာတောင်မှပဲစားတောက်တာတူတာမဟုတ်ဘူးအဲ့တော့ဆရာတို့ကစီးကျိုးသမားတွေကိုဘာဆိုပြီးတော့မှဓာတ်ပလိန်ချပြီးတော့ပြေးလို့မရဘူးနော်အဲ့လိုမရတဲ့ကြောင့်မလို့အကောင်းဆုံးကဘာလဲဆိုရင်ဒီလူနာကိုဆရာတို့ကအစားအစာမှန်ကန်အောင်ပြင်ပေးဖို့လုပ်တာဖြစ်ပါတယ်အဲ့တော့ပြင်ပေးဖို့အတွက်ကလူနာ ဘာစားနေလဲပေါ့နော်မနေ့မိုးလင်းရစပြီးတော့နေ့လယ်စားဘယ်လိုစားလဲညနေစားဘယ်လိုစားလဲပေါ့နော်သူရစားတဲ့ဒလေးကိုအရင်ဆုံးမေးရပါမယ်အဲ့လိုမေးပြီးတော့ဒါကိုချရေးလိုက်ပြီးလို့ရှိရင်အဲ့ထက်မှသူကငကိုရီကလည်းစီချုံနဲ့တင့်တော်တယ်မှန်နေပြီးသားအစားစားလည်းရှိမယ်မှားနေတဲ့အစားစားလည်းရှိမယ်အဲ့တော့မှန်နေပြီးသားအစားစားကိုတော့ဒါကပြောစရာမလိုဘူးဒါငကိုရီကလည်းမှန်နေပြီးသားဆိုဒါကိုဆက်စားပါပို့ပြီးတော့လည်းစားသိကြပါလေသူကမှန်တဲ့အစားစားဖြစ်တဲ့အတွက်သူ့ကိုပို့စားပြီးတော့ခုနမှားနေတဲ့အစားစားတွေကိုရှော့စားမယ် အချို့လည်းလုံးဝဖြုတ်ရမယ့်ဟာလည်းရှိတာပါနော်အချို့လုံးဝရှောင်ကျင်မယ်အချို့ short ဆမ်းမယ်ဒီနေရာမှာခုနမှန်တဲ့အစားအစာကိုပြန်ပြီးတော့မှတင်ပေးလိုက်ရင်ဒါလူနာအတွက်ကအရန်ကိုအဆင်ပြေတာဖြစ်ပါတယ်လူဝိတူရှင်ပြောရလို့ရှင်တော့စီဂျူသမားဒီဒါစီဂျူတက်စီတဲ့အစားအစာတွေရှောင်ရမယ်စီဂျူမတက်စီတဲ့အစားအစာကိုအဓိကစားသုံးရမယ်လို့ဆိုလိုပါတယ် ။ဟိုရင်တော့တော့လေဒါတနင်္ဂနွေတနင်္ဂနွေပေါ့နော်။ဘယ်ကတော့စားပါဘယ်ကတော့မစားပါနဲ့စတိရဖြစ်ပေါ့နော်။အစားစားဆိုရဲကမ္ဘာမှာအများကြီးပဲ။တနင်္ဂနွေတနင်္ဂနွေနဲ့မတူကြဘူးပေါ့နော်။အဲ့လိုမတူတဲ့အခါမှာစီးပြိုလူနာတွေကုတဲ့အခါမှာဆရာတို့ကစံတတ်မှတ်ဖို့အတွက်ခက်ခဲတယ်ပေါ့နော်။ဒါကြောင့်မလို့1981ခုနှစ်မှာကနေဒါနိုင်ငံမှာရှိတဲ့ University of Toronto ပေါ့နော်။ Toronto တက္ကသိုလ်ကအာဆရာဝန်နှစ်ယောက်ပေါ့နော်။အာဒေါက်တာဒေါက်တာသောမတ်ဝိုဗာနဲ့ဒေးဗစ်ချန်ကင်ဆိုတဲ့ပညာရှင်နှစ်ယောက်ကနေပြီးတော့မှ glycemic index လို့ခေါ်တဲ့ glucose ညွန်ကင်းဆိုပြီးတော့သတ်မှတ်လိုက်တယ်နော် ဂလူကိုညှိုးငင်းဆိုတာဘာဆိုလာလဲဆိုရင်ဆရာတို့ဂလူကိုဆိုဆန်ထားလိုက်တယ်ဗစီဂျိုဆိုတာသေးထဲမှာဂလူကိုစီတက်လာတဲ့ယောဂါပေါ့နော်အဲ့တော့ဂလူကိုစ်100ဂရမ်ကိုတဲ့နော်စားလိုက်လို့ရှိရင်ပေါ့သူရင်နဲ့ဖြော်ပြီးတောက်လိုက်တာပေါ့နော်တောက်လိုက်လို့ရှိရင်2နာရီပြည့်မှာသေးထဲမှာဂလူကိုစ်တက်လာတယ်အဲ့တက်လာတဲ့ပမာဏကိုသူက100ရာခိုင်နှုန်းလို့သတ်မှတ်ထားတယ်ဂလူကိုစ်ဆိုဆရာတို့ဆန်သတ်မှတ်လိုက်တာပေါ့နော်ဆန်သတ်မှတ်လိုက်ပြီးတော့မှအဲ့ဒါနဲ့နှိုင်းရှင်ပြီးတော့မှတခြားအစားအစာတွေကိုသူကဂလူကိုစ်ရဲ့ဘယ်လောက်ရာခိုင်နှုန်းရှိလဲပေါ့နော်အမှ80ရာခိုင်နှုန်းရှိလား90ရာခိုင်နှုန်းရှိလား90ရာခိုင်နှုန်းရှိလား20ရာခိုင်နှုန်းရှိလားစသည်အားဖြင့် တို့တတ်မှတ်တာကို glycemic index လို့ခေါ်တယ်ဂလူကိုညှိုးငင်းလို့ခေါ်ပါတယ်ဥမာပြီးဆိုရင်ဂလူကိုလုံးဝမပါတဲ့အစားအစာဆိုရင်ဒါ0ဖြစ်မယ်ဂလူကိုစနဲ့ဒန်းတူဖြစ်တယ်ဆိုရင်100ဖြစ်မယ်ပေါ့ဒီကြားထဲမှာရှိတဲ့ value ကိုဆရာတတ်မှတ်တာဖြစ်ပါတယ်အဲ့တော့ဒီအစားအစာတစ်ခုပါခုနကဂလူကိုညှိုးငင်းနေနေမြင့်နေပေါ့မူတည်ပြီးတော့နော်ဖြစ်တယ်ဆိုတာဘာလို့မူတည်လဲဆိုရင်သူ့မှာပါဝင်တဲ့ဂလူကိုစရဲ့ပမာဏပေါ့နော်အပီလို့ရှိရင်ဂလူကိုစရဲ့ဒီကာဘိုဟိုက်ဒရိတ်ပမာဏကာဘိုဟိုက်ဒရိတ်ရဲ့အမျိုးအစား ဒီအစားအစာကိုဘယ်လိုထုတ်လုပ်တယ်ဆိုတာဥမာကြော်ထားရင်ဒီမျိုးဖြစ်မယ်ပြုတ်ထားရင်ဒီမျိုးဖြစ်မယ်စသည်အားဖြင့်ပေါ့နော်သူတို့ထုတ်လုပ်တဲ့မျိုးစားပေါ့မူတည်တယ်ပြီးရင်သူနဲ့တွဲဖက်ပါဝင်နေတဲ့တခြားပစ္စည်းတွေဖြစ်တဲ့ပရိုတင်းလိုဟာမျိုးတွေနော်နောက်တစ်ခုကအဆီလိုဟာမျိုးတွေနော်နောက်ဖိုက်ဘာလိုဟာမျိုးတွေတခြား organic ပစ္စည်းလေးတွေစသည်အားဖြင့်ဒီအရင်းနဲ့ဘလို့တွဲထားတဲ့ဆိုမှုတည်တယ်နော်ဥပမာ fiber ပါလို့ရှိရင် absorption ကဖြည်းဖြည်းချင်းပဲဖြစ်မယ်ပေါ့နော်အဲ့ခါကျရင်သူ့ရဲ့ glycemic index ကကျအောင်ပဲပစ္စည်းတူတာချင်းတူတူပေါ့နော်အဲ့တော့ဒီ glycemic ညွန်ကိန်းကိုလုတ်တဲ့ခါမှာဆရာတော်အုပ်စု၃ခုခွဲထားတယ် ပထမအုပ်စုကတော့ glycemic index က55နဲ့အောက်ပေါ့နော်55နဲ့အောက်ဆိုရင်အစားအစာကိုစားလိုက်တယ်စားတဲ့အခါမှာသွေးထဲမှာ glucose တရားဆိုသူက55ရဲ့အောက်ပဲရှိမယ်ဆိုရင်အရင်မတက်ဘူးလို့ဆိုလိုတယ်ဒါလို့အစားအစာမျိုးဆိုဆရာတို့ကများများစားလို့ရတယ်ဆိုတဲ့အထိပဲရှိတယ်နော်ဒုတိယအုပ်စုကဘာလဲဆိုရင်56ကနေ69ထိအဲ့တော့အဲ့ဒါမျိုးကြတော့သူကနည်းနည်းတက်လာတယ်နည်းနည်းတက်လာလို့ရှိရင်သူ့ကိုတော့အများကြီးတော့မစားပါနဲ့အသင့်နဲ့စားပါဆိုတဲ့အုပ်စုတစ်ခုရတယ်နော်တတိယအုပ်စုကတော့ glycemic index 80နဲ့အထက် သူကဂလူကို့စ်ကတရားဆိုသူက80နဲ့အထက်ဆိုတော့80လေး90လေး70လေးဆက်ပြီးရပြီဆိုတော့ဂလူကို့စ်နီးပါးလောက်သူကတက်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့စီးကျူသေးကျူသမားတွေဒါရှောင်ကျဉ်တင့်နေဆိုတဲ့အဖြစ်ထွက်ပါတယ်အဲ့တော့တကဘာလုံးမှရှိတဲ့အစားစာတွေကိုဆရာတို့ကအဲ့လိုကြီးအုပ်စုကြီးသုံးခုခွဲခြားလိုက်တဲ့ခါကျတော့သူကလွတ်ရတာလွဲသွားတယ်နော်အဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့အစားစာကောအင်္ဂလန်မှာရှိတဲ့အစားစာကောနော်အမေရိကမှာရှိတဲ့အစားစာရောဂျပန်မှာရှိတဲ့အစားစာအကုန်လုံးရှိသမျှကမ္ဘာမှာလူတွေစားတဲ့အစားစာတွေလုတ်လိုက်ပြီးတော့မှာ အုပ်စုအုပ်စုကြီးတွေဆရာတို့ခွဲလိုက်တဲ့ခါမှာစီးပြိုလူနာတွေစေကူတဲ့ခါမှာလည်းအရန်တွေပူသွားတယ်ဒါကြောင့်မလို့ဒါ1980တခုနှစ်ကစတင်တည်ထွင်ခဲ့တဲ့ glycemic index ကဒါအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့သူ့တခုတည်းကိုကြည့်တာလည်းဆိုင်နောက်ထပ် glycemic လောက်ဆိုရှိသေးတယ်နော်အဲ့ဒါဘာလဲဆိုရင် glycemic index ဆိုတာတော့အစားအစာရဲ့ weight အတူတူမှာ glucose ဘယ်လောက်ပါလဲ glucose ဘယ်လောက်တက်လဲဆိုတာတိုင်းတာပေါ့နော်ဒါပေမဲ့ဒီချိန်စားတဲ့အခါမှာနော်ဆရာတို့လိုအပ်တဲ့တက်တဲ့ပမာဏပေါ့နော်စားတဲ့ပမာဏကလည်းမတူကြဘူးနော် ဥမာပြဆိုရင်ဒါအချိုးရေးဆိုရင်ဆရာတော်တစ်ခါတော့ဒပလင်းတောက်မယ်ပေါ့နော်ပြားရည်စားမယ်ဆိုရင်ပြားရည်ကဘယ်မှာတစ်ခါလဲဒပလင်းမတောက်ဘူးနော်အပြားရည်ဆိုရင်သစွန်းတောက်မယ်ပေါ့နော်အဲ့လိုပမာဏတွေမတူတဲ့ကြောင့်ဒီပမာဏတွေကိုမူတည်ပြီးတော့တွက်ချက်တဲ့ glycemic လောက်စွာလည်းရှိသေးတယ်နော်ကလိုက်ဆီမီလောက်ဆိုတာကတော့အစားအစာဘောเนาะတချိန်စားရင်သွေးထဲမှာဂလူကို့စ်ဘယ်လောက်တက်လဲဘောเนาะ အဲ့ဒီကြင်စားရင်ဆိုတာလေသူက serving လို့ခေါ်တာပေါ့နော်။ဒကြင်စားရင်ဒါအစားအစာတစ်ခုနဲ့တစ်ခုကစားတဲ့ပမာဏကတူကြတာမဟုတ်ဘူး။ဥပမာဆိုရင်လေမော်သီးစားရဆိုရင်လေမော်သီးတစ်လုံးဒီသူက serving တစ်ခုပေါ့နော်။လေမော်သီးတစ်လုံး။အဲ့တော့ brew ရဲ့လေမော်သီးစားတဲ့ခါမှာတစ်လုံးတော့စားကြရတယ်ပေါ့နော်။လေမော်သီးကိုတစ်စိမ့်လို့တစ်ချမ်းလို့တော့မစားဘူးပေါ့နော်။တစ်လုံးစားရင်ဒါက one unit လို့သတ်မှတ်တယ်ပေါ့ serving လို့သတ်မှတ်တယ်။အလားတူပန်းသီးဆိုလည်းတစ်လုံးဖြစ်မှာပေါ့နော်။အဲ့အလေးချိန်တွေကတူချင်မှတူမယ်။လေမော်သီးတစ်လုံးရဲ့အလေးချိန်နဲ့ပန်းသီးအလေးချိန်တူချင်မှတူမယ်နော်။ခုနပြောတဲ့အချိုးရည်ဆိုဒပလင်းတောက်ပေါ့နော်။ကိုကာကိုလာဆိုဒဘူးတောက်မယ်။အပြားကြီးကြတော့ဒဇွန်လေးပဲစားမယ်။ အဲစသည်အဖြစ်ပေါ့နော်ဒါမျိုးတစ်ခုနဲ့တစ်ခုကပမာဏမတူရဲ့တကြောင်ဒီစားတဲ့တကြိမ်စားရင်တက်လာတဲ့ဂလူကို့စ်ပမာဏကိုတိုင်းတာပေါ့နော်အဲ့လိုတိုင်းတဲ့အခါမှာလေ unit ကိုဆရာတို့ကဂလူကို့စ်နဲ့ပဲသတ်မှတ်ပါတယ်အဲ့တော့ t unit ဆိုတာဒီဂလူကို့စ်1 gram ကိုဆရာတို့စားလိုက်တဲ့အခါမှာသွေးထဲမှာတက်လာတဲ့ဂလူကို့စ်ပမာဏအဲ့ဒါကိုဆရာတို့1 unit လို့သတ်မှတ်တယ်အဲ့တော့တတ်မှတ်တဲ့ခါမှာဒီ unit ကလေးတွေကိုဆရာတို့ကဒရင်စားရင်စားထဲမှာသူထဲမှာ glucose unit ဘယ်လောက်တက်လဲဆိုတော့တိုင်းတာပေါ့နော်ဒါကိုဆရာတို့က glycemic လို့ခေါ်တာအဲ့တော့အဲ့လိုလုပ်တဲ့ခါမှာသူ unit ကလေးတွေမှာ သူနံပါတ်လေးတွေပေးထားတယ်။အော်တက်ကနေ30အထိဆိုရင်ဒီအစားအစာဒီတခြင်းစားရင်ဂလူကိုဂျူနစ်ကတက်က30ပဲတက်မယ်ဆိုရင်ဒါဂလိုက်ဆီမီလို့ကနည်းလို့သတ်မှတ်တယ်။တို့အစားအစာမျိုးဆိုဒါပြဿနာမရှိဘူး။အဲ့ဒီအစားအစာကိုတခြင်းစားရင်စားရင်မှဂလူကိုလုတ်ဒီ30အောက်ပဲရှိတဲ့အတွက်ကြောင့်မလို့ဒါစားလို့ရတယ်ဆိုရင်ဖြစ်ထွက်တယ်။ဒုတိယအဆုကဂလူကိုလုတ်ကနော်ဂလိုက်ဆီမီလုတ်ပေါ့နော်ဂလူကိုဂလိုက်ဆီမီလုတ်ကစက်တက်ကနေ16ဆိုချင်းဒါတော်တော်လေးများလာပြီနော်။တော်တော်လေးများလာတဲ့ခါကျတို့ဟန်မှုကြရင်တက်တော့စားလို့မရဘူး။အသိအသိပဲစားရမယ်နော်။ 20နှစ်အထက်ဆိုလို့ရှိရင်တော့ glycemic load ကတအားများတယ်။ဒရင်စားရင်စားရင်မှာ20နှစ်အထက်20အထက်လို့ရှိရင်နှစ်ကျင်စားရင်40ဖြစ်မှာပေါ့နော်။စသည်အဲ့ဒါမျိုးအစားအစာကိုဆရာတို့ရှောင်ကျင်မှုဆိုပြီးတော့ခွဲထားတာရှိပါတယ်။အဲ့တော့ glycemic load နဲ့ glycemic index နှစ်ခုကိုဆရာတို့ကအများအားရှင်တွဲပြီးကြည့်ရတယ်။အဲ့တော့အရင်တော့ glycemic index တစ်ခုပဲကြည့်ရပေါ့နော်။နောက်ပိုင်းကျတော့နှစ်ခုကိုတွဲကြည့်တယ်။ဘာဖြစ်လဲဆိုတော့အချို့က glycemic index ကနော်ဒီမြင့်မြင့်နေပြီမဲ့လေ glycemic load ကဒရင်စားရင်ပမာဏနည်းနည်းလေးပဲစားရတယ်ဆိုရင်သူကသူ့ထဲမှာ glucose မတက်ဘူး။မတက်ရင်ပြဿနာမရှိဘူး။ စားလို့ရတယ်ဆိုဖြစ်အဲ့တော့နှစ်ခုနှစ်ခုစလုံးနဲတဲ့ဟာဆိုတော့အကောင်းဆုံးပဲ glycemic index ကလည်းနဲတယ် glycemic လို့လည်းနဲတယ်ဆိုတော့ဒီစားစားဒါအရွေးထည်ဖို့အကောင်းဆုံးပဲဥမာ vegetable တွေမျိုးအရွက်တွေဆိုရင် glycemic လို့လည်းနဲတယ် glycemic index ကလည်းနဲတယ်အချို့ကြတော့ glycemic လို့ကတော့ glycemic index ကတော့မြင့်မြင့်ပဲ glycemic လို့ကနဲနေသေးလို့ရှင်လည်းဒါစားလို့ရတယ်နော်နှစ်ခုစလုံးများနေတော့ဒါမစားဘူးဆိုတဲ့အဖြစ်ထွက်ပါတယ်ဒါကြောင့်ဒီနှစ်ခုကိုရှင်တွဲပြီးတော့မှကြည့်ဖို့ကအင်မတန်အရေးကြီးပါတယ် ခုနလိုပေါ့နော် glycemic လောက်ကလည်းအဘာဖြစ်ဖြစ်နည်းမယ်ပေါ့နော် glycemic indicator နည်းတယ်ဆိုတာတွေကတော့ခုနဥစားပေးစားလို့ပြောထားတယ်အဲ့ဒီမှာဆရာတို့အစားအစာတွေအုပ်စုလေးခွဲလိုက်တယ်ခွဲလိုက်တဲ့အခါမှာနံပါတ်1အုပ်စုကတော့ vegetable အုပ်စုပေါ့နော် vegetable အုပ်စုကတော့ဟိုအသီးနှံအုပ်စုတွေပေါ့နော်တမင်းဆိုင်ဆရာတို့စားတဲ့အသီးနှံအုပ်စုကဒါကတော့အကောင်းဆုံးပဲနံပါတ်1ကနံပါတ်2ကပဲမျိုးစုံကလည်းစားလို့ရအထင်မှာပါပါတယ်နံပါတ်3ကတည်တီးဆိုရင်တော့တည်တီးထဲမှာတိတ်ချိုတဲ့တည်တီးရလွဲလို့ကျန်တဲ့တည်တီးအတော်များများကိုဆရာတို့စားလို့ရတယ်နော် နောက်တစ်ခုကတော့ no net notebook ပစ္စည်းတွေပေါ့ no net notebook ပစ္စည်းကလည်းဆရာတို့စားလို့ရအုပ်စုတွေမှာပါပါတယ်နောက်ဆုံးတော့အသားငါးပစုံတွေပေါ့နော်အုပ်စုအဓိက၅ခုရှိပါတယ်အဲ့ဒီ၅ခုဒီစီဂျူတမားအတွက်ကိုစားဖို့အသင့်တော်ဆုံးအုပ်စု၅ခုဖြစ်ပါတယ်ဒီကလေဟင်းဒီရဲ့တော်တော်များများကတော့ဆရာ့စားလို့ရတယ်လို့ပြောလို့ရတယ်နော်ဆရာ့ဓမင်းစားတဲ့ခါမှာ vegetable တွေရှိတယ်ဒါတွေကတော့စီယူသမားတွေအဓိကစားဖို့တည်းဆရာ့အများကြီးညွှန်ကြားလို့ရှိတယ်ပေါ့နော်အဲ့တော့ vegetable မှာလည်း mixture ရှိတယ် glycemic index ကခုနပြောခဲ့တယ်ပေါ့နော် တခုနဲ့တခုမတူကြဘူးเนาะအရွက်တွေအားလုံးကတော့ glycemic အကုန်နဲ့ကြိုက်တဲ့အရွက်ကဒါအရွက်ကကြက်တော့စားလို့ရတယ်ဥကြတဲ့ခါကျတော့သူ့မှာ carbohydrate content ပါလာပြီပေါ့เนาะဥမာခုနကပြောတဲ့เนาะဒီကစွန်းဥလို့မွန်လာဥလို့เนาะအာခုနကဖျုံသီးလို့ကြတော့သူ့မှာ carbohydrate content ပါတယ်ပေါ့เนาะ carbohydrate ကပါပဲစွန်းမဲ့လေသူက7%ကနေ10%လောက်ပဲပါတယ်တားကြီးတော့မများဘူးအဲ့တော့သူတို့တခုချင်းစီက glycemic index ကလည်းမတူကြဘူးเนาะ ခုနတမိမိတဲ့တကြားမလာဘူးလေအင်္ဂလိပ်လိုကတော့ဘီရူလို့ခေါ်တာပေါ့နော်ဘီရူကတော့သူက glycemic index က64ပဲရှိတော့သူအလယ်လအုပ်စုမှာပါတယ်လေ6လေ64ဆိုတဲ့တကြောင်မလို့တမားဖြစ်သွား median အုပ်စုမှာပါတယ်နော်အသင့်အင့်မဲ့စားရမယ်ဆိုတဲ့အုပ်စုမှာပါတယ်ဒါပေမဲ့သူကတကယ်စားရင်တက်လာတဲ့ပမာဏပေါ့နော်ခုနကပြော glycemic လောက်ကသူက5 unit ပဲရှိတယ်5 unit ဆိုတော့ less than 10ဖြစ်တဲ့တကြောင်သူကနော်ပြဿနာမရှိဘူးလို့ဆိုလိုတယ်အဲ့တော့စားတဲ့အခါမှာတကယ်စားရင်ခုနတူဦးလောက်စားရင်ပြဿနာမရှိဘူးလို့ဆိုလိုတယ် သုံးခုလေးခုများဆိုင်တော့ glycemic တို့ကတက်လာမှာဖြစ်တဲ့အတွက်ပြဿနာရှိပါတယ်ဒါကြောင့်မလို့အနည်းငယ်စားလို့ရတဲ့အုပ်စုတွေမှာပါတယ်နောက်တစ်ခုကရွှေဖြုံသီးဆိုလို့ရှိရင်ဒီတိုင်းပေါ့ရွှေဖြုံသီးရဲ့ glycemic index ကမြင့်နေသူက high ထဲမှာပါတယ်နော်85လောက်ရှိတယ်ဆိုတာ glycemic index က85ဖြစ်တဲ့အတွက်ရွှေဖြုံသီးကချိုရဲရတာရှိတယ်သို့တော်ညာလေရွှေဖြုံသီးကိုတကြိမ်စားရင်စားတဲ့ဒီ serving size ခေါ်တာပေါ့နော် serving size မှာနှစ်တုံးသုံးလုံးပဲစားတယ်ရွှေဖြုံသီးတော့ဘယ်လိုပဲဖြစ် တလုံးလုံးကြီးတော့ဘလူးကမစားဘူးเนาะသူအစိတ်လေးစိတ်လိုက်မယ်အဲ့ဒီမှာ one serving size ဆိုရင်စီပြုံသီးအနီတော့နှစ်တုံးသုံးလုံးပါမယ်အဲ့ဒီနှစ်တုံးသုံးလုံးစားရင်တက်လာတဲ့ glycemic load က5ပဲရှိတယ်ငါး unit ပဲရှိရတဲ့ကြောင့်မလို့ရှင်ပြုံသီးဒီတယူနစ်စားတာဒီပြဿနာမရှိဘူးလို့ဆိုတယ်စီချိုသမားကိုဆရာတို့က2 unit 3 unit ပေါ့เนาะ serving size ဒီအများကြီးစားလို့တော့မရဘူးရှင်ပြုံသီးစားမယ်ဆိုရင်တာမားမီခင်းစားတဲ့အခါမှာနှစ်တုံးတန်ဒီသုံးလုံးတန်ဒီစားမယ်ဆိုရင်သူက တက်လာတဲ့ပမာဏပေါ့နော် glycemic load က9 unit ပဲရှိတဲ့ကြောင်မလို့စားလို့ရတယ်ဆိုတဲ့အဖြစ်တွေ့တယ်အဲ့တော့တမားအဖြစ်ပြောမယ်ဆိုရင်တော့ဟင်းသီးရဲ့အတော်များသည့်စီဂျိုတမားတွေစားလို့ရတယ်လို့ဆရာတို့ပြောတင်ပါတယ်ဒီဒီအများစုကလေတာမားဖြစ်တော့ဟိုစားလို့ရလို့ပြောချင်တယ်ပေါ့နော်ဒါပေမဲ့သူရဲ့ exceptional လေးတွေရှိတယ်နော်အော်တိတိမာချိုးရတိရှိတယ်ချင်းတဲ့တိရှိတယ်နော်ချင်းတဲ့တိကတော့ဘာမှပြောစရာမလိုဘူးစားလို့ရတယ်ကြက်တောက်စားလို့ရတယ်နော်အချိုးရတိကြတော့သူက ချို့အသီးတွေကြတော့ရှောင်းဖို့လိုတယ်အချို့သီးကအနည်းငယ်ပဲစားဖို့ရတယ်နော်ဥမာချင်းတဲ့သီးဆိုရင်ဥမာရှောက်သီးလိုဟာမျိုးတွေတံမြားသီးလိုဟာမျိုးတွေပေါ့နော်တံမြားကြီးတောက်လို့ရတယ်ရှောက်သီးတို့တော့စားလို့ရတယ်လေမော်သီးဆိုလို့ချင်းလဲဆရာတို့ဒီပြားလီမော်လိုဟာမျိုးခြုံရတဲ့စားလို့ရှင်အခွန်စိမ့်ပြီးတော့မှဆရာအောင်မမဲကလည်းလေမော်သီးမျိုးဆိုရင်ဒါစားလို့ပိုတင်တော့တယ်ပေါ့နော်ခြုံတဲ့အသီးကတော့အတန်းနဲ့ဆုံးရှော့ပြီးတော့စားဖို့လိုတယ်အလားတူပဲပန်းသီးဆိုလို့ချင်တယ်ချိုးတဲ့ပန်းသီးရှိတယ်ချင်းတဲ့ပန်းသီးရှိတယ်။အော်ချင်းတဲ့ပန်းသီးဒီပို့ပြီးတင်တော်တယ်ပေါ့နော်။အော်ပြောချင်တဲ့တိပိယာတိတိတွေမှာ ချင်တဲ့အရာသာများလေလေစားလို့များများ စားလို့ရလေလေတည်တည်တွေမှာချိုးလေလေရှော့စားဖို့လူလေလေပေါ့နော်အဲ့တော့တည်တည်တွေရဲ့သဘောတဘောကလည်းသူကဟိုမှဲ့တဲ့အခါမှာချိုးလာတယ်မမဲ့သေးခင်ဆိုရင်သူကချင်တဲ့သဘောရှိတယ်ဥမာဖြစ်တည့်ရဲ့တီးပဲထားပါတော့နော်တည့်ရဲ့တီးဆိုဆရာကမြန်မာပြည်စားလို့ရှိတယ်ဒီမင်းနဲ့စားတည့်ရဲ့ကင်းလေးတွေပေါ့တည့်ရဲ့ကင်းဆိုရင်သူ့ရဲ့ဒီ glucose power နဲ့နှုတ်ကဒါနဲ့နော်တည့်ကင်းဘွားမှာကောင်းစားလို့ရတယ်ပြီးရင်တည့်ရဲ့တီးကနည်းနည်းမှဲ့လာမယ်ပေါ့နော်ကြီးလာမယ်ပေါ့နော်မှဲ့လာတဲ့အခါမှာစပြီးမဲ့ကစားလေးဆိုရင်ဒါစားလို့ရသေးတယ်ဒါပေမဲ့တအားကြီးမှဲ့သွားပြီဆိုရင်တော့သူ့မှာ glucose တနည်းအားဖြင့် fructose တွေပေါ့နော် fruit sugar တွေပါမှုကများလာတယ်ဖြစ်ဖြစ်နဲ့များလာတဲ့ကြောင့်ဒါမျိုးတော့တခြားရှောင်တင်တာပေါ့နော်သို့တော်ညာလဲစီးကျိုကျနေတဲ့အချိန်တုန်းဆက်စားလို့ရပါတယ်စီးကျိုတက်နေတဲ့အချိန်ဆိုရင်တော့အချိုးများတဲ့အသီးတွေဖြစ်တဲ့နော်ဒီဟွာလိုဟာမျိုးတွေတည့်ရသီးမဲ့လိုဟာမျိုးတွေနော်ဒွင်းသီးလိုဟာမျိုးတွေငပြောသီးလိုဟာမျိုးတွေဩဇာသီးလိုဟာမျိုးတွေကတော့ခက်တာရှောင်ရပါမယ်စီးကျို control ဖြစ်သွားပြီစီးကျိုကျတယ်ဆိုရင်တော့အနည်းငယ်ပြန်စားလို့ရပါတယ်လိုဝင်းတူရှင်ပြောရရင်နော်တည်သီးမှာ စားကြည့်လိုက်ပါတကယ်လို့တည်တည်အားချင်းနေဆိုရင်တော့ဆက်စားပါချိုးတယ်ဆိုရင်တော့စီယိုတက်နေတယ်ဆိုရင်တော့ခဏရှောင်ထားပါလို့ပြောချင်ပါတယ်စီယိုကြရတယ်ဆိုရင်တော့ဒါလေးတွေပြန်စားလို့ရပါတယ်တကယ်လို့လူရှောင်ရတယ်လို့တော့မဟုတ်ပါဘူးကျောပဲမျိုးဆိုတာလေတိုက်တဲ့ဘဲကိုကြက်တော့စားလို့ရလို့ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ဘဲအားလုံးကဒီ glycemic index ကို glycemic load ကိုနှစ်ခုစလုံးကဆိုတာနည်းတယ်အုပ်စုတွေမှာပါတယ်ပေါ့နော်။ဆရာကလည်းပိုင်းဆိုရင်ဆရာကပဲပြုတ်ပေါ့နော်။ပဲပြုတ်တော့ဆိုစားလို့ရတယ် အဲပဲဒီတော့ကျွန်တော်ထမင်းစားတဲ့ခါမှာဆိုရှင်လဲပဲမျိုးစုံပေါ့နော်အပဲဟင်းပဲနီလေးဟင်းကျိုးတို့နော်ကလပဲတို့ပါတော့စသီရိုင်းပဲဟင်းတွေပါတယ်ဆရာတို့တောက်လို့ရတယ်အဝါတောက်လို့ရတယ်အပြီးရင်ပဲဒီတော့ကျော်တို့ဘူစားပဲဒီတို့ပဲကတိပါပြိုးတို့ပဲကြီးတို့စသီရိုင်းပဲပြားတို့ပါတော့ဒါလည်းကြက်တောက်စားလို့ရတယ်ညောင်ဆရာတို့ဒီဟိုစီတူသမားမငတ်ဘူးပေါ့နော်ထမင်းစားတဲ့ခါမှာထမင်းနဲ့ဆန်နဲ့ပဲနဲ့ဆိုရှင်ဆန်ကစီတူတက်စီတယ်ပဲကစီတူမတက်စီဘူးအဲ့တော့စီတူမတက်စီတဲ့ပဲကိုများများစားပြီးတော့ဆန်ကို short လို့ရပါတယ်အထူးသဖြင့်ဆန်နဲ့ပဲနဲ့ရောလိုက်ရင် ဒါပယ်ဒမင်းဖြစ်သွားတယ်ပယ်ဒမင်းဖြစ်သွားလို့ရှိရင်လည်းဆန်က volume တက်လာတာပေါ့နော် volume တက်တဲ့အကြောင်းအမထားပါတော့ဆန်ကြီးပဲဆဲလို့ဆားမယ်ဆန်ကပဲကို9လုစားတဲ့ဆန်ကို9လုစားထဲလို့ရှိရင်အားလုံး10လုစားဖြစ်သွားမယ်10လုစားဒီပဲနဲ့ထမင်းနဲ့ရောတဲ့အကြောင်းမလို့အဲထမင်းရလဲပို့ပြီးအရသာရှိသွားတယ်ဒါကြောင့်မလို့သီယိုသမားကြီးစားတဲ့ခါမှာပဲကိုပူစားစေခြင်းပါတယ်ထမင်းစားရင်စားရင်မှာပဲဒီများများလေးထည့်စားစေခြင်းပါတယ်ပဲကအာဟာရလည်းဖြစ်တယ်အစာလည်းပြည်တယ်ပေါ့နော်ခန္ဓာကိုယ်အတွက်ကိုကြမ်းမိုက်အတွက်လည်းအမြဲတမ်းသင့်တော်တယ်လူတိုင်းလည်းသင့်တော်တဲ့အစားအစာဖြစ်တဲ့အကြောင်းမလို့ ပဲမျိုးစုံဒီဆရာတို့တိုင်းပြည်မှာပေါ်လဲပေါ်တဲ့အတွက်ဒါကိုများများစားသိကြပါတယ်ဒါကြောင့်မလို့ပဲမျိုးစုံစားခြင်းအပြင်လည်းစီးပြူကွန်ထရိုးလုပ်တဲ့အခါမှာအမြဲတမ်းထောက်ကူပြုပါတယ်နောက်နှုတ်မှာပေါ့နော်ဒါ milk sugar လို့ခေါ်တဲ့ lactose ပါတယ်လေ lactose ကတော့ sugar အုပ်စုတမပါတော့နော်ဒါမဲ့လဲ lactose ပါပြီးမဲ့လဲသူ့ရဲ့ glycemic index ကိုကြည့်လို့ရှင်နောက်နှုတ်ရဲ့ glycemic index က29ပဲရှိတယ်29ဆိုတော့95အောက်ဆိုအနည်းနဲ့အထက်မှာပါတယ်ဆိုရင်ကြက်တောက်စားလို့ရတဲ့အုပ်စုတမပါတော့နော် အဲ့တော့နောက်တစ်ခုက glycemic load ဘယ်လောက်တက်လဲလို့ဆရာကြည့်တဲ့အခါနွားလို့တစ်ခွက်ပေါ့နော်အနီရောနွားလို့တစ်ခွက်250 ml ကိုဆရာတို့တောက်လိုက်လို့ရှိရင်သူ့ရဲ့ glycemic load ကလည်း3 unit ပဲတက်တယ်ဒါကြောင့်မလို့ glycemic index ကော glycemic load ကောကပြဿနာမရှိတဲ့အတွက်နွားလို့တနေ့တစ်ခွက်တန်စီနှစ်ခွက်တန်စီတောက်တာစီပြဿနာမရှိဘူးလို့ဆိုလိုပါတယ်တကယ်စီးကျူသမားကြီးလည်းတောက်စီကျင်ပါတယ်အထူးသဖြင့်အသက်ကြီးရဲ့လူတွေပေါ့နော်နွားလို့လိုအပ်တဲ့လူတွေပေါ့နော်အသက်ကြီးရဲ့လူဆိုတာစီးကျူရတဲ့များသောဖြင့်စီးကျူရောဂါအမှတ်နှစ်ဆိုတာအသက်ကြီးရဲ့လူတွေမှာအဓိကဖြစ်တာဖြစ်တဲ့အခါမှာသူတို့မှာ နို့ဒီသူတို့တက်ကို friend ဖြစ်ပါတယ်အသက်ကြီးတဲ့ခါမှာအယူပါအယူပါတွေလာမယ်ပေါ့နော်ဒါအာဟာရနဲ့ပတ်သက်လို့လာမယ်အဲ့ခါကျမှနော်ဒီနို့နဲ့နို့တဲ့ပစ္စည်းကိုရှောင်ကျင်နေဆိုရင်ဒီယောဂါတွေထပ်ဖြစ်အောင်မယ်ဒါကြောင့်မလို့နွားနို့ဒီတစ်ခွက်တောက်တာဒီနှစ်ခွက်တောက်တာဒီပြဿနာမရှိဘူးလို့ဆိုလိုပါတယ်နို့နဲ့နို့တဲ့ပစ္စည်းတွေမှာတော့ရှောင်ကျင်ရမှာတော့နို့စီပဲဘာဖြစ်လို့လဲနို့စီက glycemic index ကသူက67ရှိတယ်သူက67ဆိုတော့သူကအလယ်လအုပ်စုတွေမှာပါတယ်ပြီးရင်နို့စီဆိုတာတစ်ခါစားရင်တစ်စုံမဲ့စားရဆိုပါဆိုနော်အဲ့တစ်စုံက13 73g လောက်ရှိတယ်ဆိုရင်သူ့ရဲ့တက်လာမဲ့ glycemic load က8 8 unit လောက်ရှိတယ် ဒါကြောင့်မို့လို့စီကတော့နှဆုံးသုံးသုံးစားရင်ဒါပြဿနာတက်မယ်။ဒါကြောင့်မို့လို့စီကဆရာကိုရှောင်းတာကောင်းတယ်။ဥပမာပြဆိုရင်ကော်ဖီလက်ဖက်ကြီးဖြောမယ်ဆိုပါစို့။နှုတ်စီနဲ့ဖြောမလားနွားနှုတ်နဲ့ဖြောမလားဆိုရင်နွားနှုတ်နဲ့ဖြောတာဒီအန္တရာယ်ကင်းပါတယ်နော်။နွားနှုတ်ဒီမတက်တဲ့အတွက်ကြောင့်မို့လို့အန္တရာယ်ကင်းတဲ့နှုတ်စီကိုမသုံးမဲနဲ့နွားနှုတ်နဲ့ပဲဖြောရမယ်နော်။နောက်နှုတ်တဲ့ပစ္စည်းတွေမှာကောင်းတာဘာလဲဆိုရင် cheese လို့ခေါ်တဲ့ဒင်ငယ်ပေါ့နော်။ဒင်ငယ်ရလဲကြမ်းမိုက်တွေကောင်းတယ်။နောက် probiotic တွေလည်းပါတယ်ဆိုတော့ကောင်းတယ်။နောက်ဒင်ဂျင်ရလည်းအရင်ကောင်းတယ်။ဘာလို့ဆိုတော့ဒင်ဂျင်မှာအဓိကအပြင် lactobacillus acidophilus ဆိုတဲ့ probiotic တွေပါတယ်။ အဲ့ probiotic တွေကိုစားမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာဒီ probiotic ဆိုတာကဒီဥထဲမှာရှိတဲ့ဟိုပါပေါ့နော်အကျိုးပြု bacteria တွေပေါ့နော်ဒီ bacteria တွေကိုပွားများလာစေတယ်ပွားများတဲ့အခါမှာဥထဲမှာသူကတခြားပေါ့နော် glucose ကိုသူကဖြုတ်ခဲပြီးတော့မှ lactic acid ဖြစ်အောင်ပြောင်းတယ်အဲ့ကြောင့်မစီးကျူကြားဖို့အတွက်လည်းအများကြီးထောက်ကူဖြစ်တယ်ဒါကြောင့်မလို့ဒါတွေလည်း node ပစ္စည်းတွေစားသင့်ပါတယ်အဲ့တော့ shampoo ကတော့ခုနပြောတဲ့ node တစ်ခုပဲပေါ့နော် ီအသားငါးပစုံနေရာလေ glycemic index ကအမြဲတမ်းနေပါတယ်သူက0နီးပါးလောက်ဖြစ်တယ်ပေါ့နော်။ glycemic load ကလည်းမတက်ဘူးပေါ့နော်။ဘာလို့သူမှအဓိကအပြင်ကာဝဟဲတွေမပါဘူးလေ။အသားငါးဆိုတော့ခါကြတော့အဲ့တော့ protein တွေပဲအဓိကပါတာဖြစ်တယ်။အားကြောင့်မလို့အသားငါးပစုံဒီစီးကျူသမားတွေကကြက်တော့စားလို့ရတယ်။ over စားလို့ရတယ်။နော်။အဲ့ဒီနေရာမှာပြောစရာတခုတော့ရှိတယ်။အာအထူးသဖြင့်အနောက်တိုင်းကလူတွေပေါ့နော်။သူကလူတွေအားလဲဝါလဲဝါတယ်။အဲသူတို့မှာအင်ဆူလင်နေနဲ့အများကြီးထွက်ရင်အသားငါးပစုံတွေကသူက ဂလူကို့စ်တော့မတက်သေးဘူးဒါပေမဲ့အင်ဆူလင်ထွက်စေတယ်။အင်ဆူလင်တွေသွေးထဲမှာများနေတယ်။အင်ဆူလင်ရက်စစ်တန့်လို့ခေါ်တယ်။အင်ဆူလင်ကိုခန္ဓာရင်အားပေါ့နော်။အဲ့အရာတွေကရက်စစ်တန့်ဖြစ်တဲ့လူတွေကြရင်တော့အသားငါးပါစုံတွေကိုရှော့စားဖို့လိုပါတယ်။ဒါပေမဲ့ဆရာမြန်မာနိုင်ငံမှာတော့ငကိုရီးယားလည်းအသားငါးပါစုံစားတာနည်းတယ်။နည်းတဲ့ကြောင့်မြန်မာစီးကျူသမားတွေအတွက်တော့ဆရာတို့ကအသားငါးပါစုံကို jetlock စားလို့ပဲအမြဲပြောလို့ရှိပါတယ်။အဓိကကတော့လေစံနဲ့လုတ်တဲ့အစားအစာ၊ဂျုံနဲ့လုတ်တဲ့အစားအစာ ြောင်းလို့ပါလို့နော်ပြီးလို့ရှိရင် starch ပါတဲ့အစားစာတွေပေါ့နော်အဲ့ဒီအုပ်စုတွေကတော့အတော်တင်စားတဲ့အုပ်စုတွေမှာပါပါတယ်။ဆရာတန်းပြီးတော့ဆန်စားတာပေါ့နော်ဆန်စားတဲ့အခါမှာအဓိကပဲဆန်ကဟိုတာမန်တဲ့အများကြီးပူစားလို့မရဘူးနော်ဆန်ရဲ့ glycemic index ကသူက90ရာနေပြီးတော့မှ85ထဲမှာရှိတယ်။ဥပမာဆန်လုံးညိုဆိုရင် glycemic index က90ရှိတယ်။ဒါဆိုတော့တိတ်ပြတ်တာမရှိဘူး။ဆန်ကပိုပြီးချွာလာလိမ့်လေ glycemic index ကအမြင့်လာလိမ့်လေပေါ့နော်။ဥပမာဆန်ချမ်းဆိုလို့ရှိရင်ဆန်ချမ်းအဖြူပေါ့နော်။မငစိမ့်ဆန်လုံးခါမျိုးဆိုရင် glycemic index က98လောက်ရှိတယ်။ အစံအချောပေါ့နော်ဆရာတို့ဒီပသိန်းအမထာတို့ပါပသိန်းကရှိတဲ့မီဒုံတို့နော်အပသိန်းငကြွဲတို့ဆိုရှင်85လောက်ရှိရှိတယ်အဲ့တော့စံအနေနဲ့ဆိုရင်ဒါ range ကအဲ့လိုရှိတယ်ရှိတဲ့အတွက်ကြောင့်မလို့စီးရုံသမားဒီ glycemic index နေနာဦးစားပြီးစားရမယ်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကတော့များများစားခြင်းရင်တော့စံကိုခကြမ်းကြမ်းနဲ့စားရမယ်စံကတော့ကြိုက်တဲ့စံစားလို့ရတယ်ပမာဏပဲกว่าမယ်နော်အဲ့တော့ပမာဏဒီခုန glycemic load ကိုထိန်းတာပေါ့နော်အဲ့တော့စံကချောလေးလေးပမာဏကို short ထားဖို့လိုလေးလေး ဆန်ကျန်းလေးလေးနည်းနည်းပိုစားလို့ရလေးလို့အဖြစ်ထွက်ပါတယ်။ဥပမာအခုကစားနေတဲ့ basmati ဆန်လို့ဟာမှုကြတော့ glycemic index က98ပဲရှိတယ်။အဲ့တော့ဆန်ချောထဲမှာဆိုရှင်ဒါ glycemic index အနေနဲ့က basmati ဆန်ဖြစ်တယ်98ပဲရှိတော့ဟာဒါကြောင့်မို့နည်းနည်းများစားကျင်တော့ basmati ဆန်မျိုးကိုလည်းစားလို့ရပါတယ်နော်။ဒါကဆန်နဲ့ပတ်သက်လို့ပေါ့နော်။ဘယ်လိုဖြစ်မြန်မာလူမျိုးတွေကတမင်းစားလူမျိုးဖြစ်တဲ့အတွက်တမင်းလေးစားလိုက်ရမှတင်းနေတာပေါ့နော်။ဆရာတို့ကတမင်းစားလူကိုတမင်းမဲဆက်စားခိုင်းပါတယ်။တခြားပြောင်းစားကြရမှာမလို့ပါဘူး။ဒါပေမဲ့ကိုစားတဲ့အခါမှာ စာမျိုးစားယူချက်မှုကြီးကြီးတယ်။ကိုရီးယားဘာလူစာမျိုးစားကျင်လဲပေါ့နော်။အနကူရတဲ့စံကျော်ဆိုင်တဲ့သူကစံကျော်တိုက်တယ်ဆိုရင်ပမာဏလေး short စားအောင်မယ်။စာမျိုးစားပြောင်းစရာမလိုဘူးနော်။မိသားစုနဲ့အတူစားလို့ရတယ်။ဒါပေမဲ့ခိုင်းလို့တော့ညိုက်စားလို့မရဘူးနော်။စာအောင်နည်းနည်းပဲထည့်မယ်။ခုနဆရာပြောခဲ့တဲ့ vegetable တွေပို့ထည့်မယ်။အသားငါးပါးစုံထည့်မယ်။ပဲမျိုးစုံပို့စားမယ်ဆိုရင်ဒါသူစားလို့ရပါတယ်နော်။ငကူရတဲ့စံကျော်စားတဲ့သူတွေကတော့ဆရာတို့ကနည်းနည်းလေးပို့စားလို့ရတယ်။တိပြတ်တာမရှိဘူးပေါ့နော်။နောက်ဂျုံနဲ့ပတ်သက်လို့ပြောရရင်ဂျုံရဲ့ glycemic index ကလည်းခုနလိုပဲဆန်းလို့ပေါ့နော်ဂျုံကြမ်းလေလေသူက တော့တာမန်ဖြစ်တော့ဂျုံချမ်းလဲဆိုရင်တော့60 60 80ပေါင်းဝန်းကျင်ပဲရှိတယ်ပေါ့နော်အဂျုံကချောလာလေလေသူကပို့ပြီးတော့မှ glycemic index မြင့်လာတယ်ဘယ်တော့ထိမြင့်လဲဆိုရင်ဂျုံအရင်နှုတ်တဲ့ဂျုံဆိုရင် glucose နဲ့အတူတူပဲတရားရှိတယ်သူကနော်ဒါကြောင့်မလို့ဂျုံအမှုန်အဖြူချောချောကိုစားရင် glucose စားတဲ့ကဲ့သို့သူကစီးကျိုတက်ပါတယ်ဒါကြောင့်မလို့ပါမုန့်ဆိုချင်ပါမုန့်အကျန်းပေါ့နော်ပါမုန့်အကျန်းဆိုတာအာပါမုန့်အညိုလိုဟာမျိုးတွေပါမုန့်အကျန်းလိုဟာမျိုးကိုစားရင်တိပြဒနာမရှိဘူးပါမုန့်ကိုချောလေလေပါမုန့်ကဖြူဖွေးလေလေ ကပို့ပြီးတော့ glycemic index ကလည်းမြင့်နေလေ glucose load ကလည်းပိုများလေလေပေါ့နော်။နောက်ဂျုံနဲ့လုပ်တဲ့အစားအစာတွေရဲ့အမျိုးအစားပေါ်မူတည်ပြီးတော့ glycemic index ကလည်း60 90ပတ်ဝန်းကျင်လောက်မှာရှိတာပေါ့နော်။အဲ့ဒါမှ glycemic index နဲတဲ့အစားအစာတွေဘာလဲဆိုရင်ဆရာတို့ညံများလိုဟာမျိုးတွေနော်။အာပြီးလို့ရှိရင်ချက်ပါတီလိုဟာမျိုးတွေအဲ့ဒါမျိုးတွေက glycemic index နိုင်တယ်ကြောင်မလို့ဆရာမနေ့ပိုင်းဆိုရင်လူနာရီဆိုရင်ပြည့်ပြည့်နဲ့နံများစားရတယ်ပေါ့နော်ပြည့်ပြည့်နံများစားတာကိုဆရာဆက်ကြည့်တယ်ဒါဒီ glycemic index နေတယ်ပဲရတယ် glycemic index မတက်ဘူးပြီးတော့နံများရတယ် glycemic index နေတယ်ဒီမှာဂျုံထဲမှာသူအနေဆုံးထဲမှာပါတယ် ဒါကြောင့်မလို့ဓာတ်မုတ်တွေကိုဆောင်စားလို့ရတယ်နော်။ဂျုံနဲ့လုတဲ့မုတ်တွေဆိုတော့ခုနဆရာပြောသလိုကျန်းတဲ့ဘက်ကိုဦးစားပေးပြီးတော့စားပေးခြင်းပါတယ်နော်။ဒါတစ်ခုပေါ့။နောက်ဒီ starch များတဲ့အစားအစာတွေ starch ဆိုတော့စီးတဲ့ဟာတွေပေါ့နော်။စီးတဲ့ဆိုတာ starch ဆိုတော့တကယ်တော့ carbohydrate တမျိုးပဲ။ starch ကခန္ဓာကိုယ်ရောက်တဲ့အခါမှာသူကချက်ချင်းသာသွေးထဲမရောက်တာသူကအစင်းစင်းဖြိုခွဲပြီးတဲ့အခါမှာနောက်ဆုံးကြလို့ရှင်တော့ glucose တက်စီတာပေါ့နော်။အဲ့တော့ starch များတဲ့အစားအစာတွေကခုနပြောင်းမလို့ဟာမျိုးပါမယ်။မီးရဥ်တွေဖြစ်တဲ့ကစုံလိုဟာမျိုးတွေနော်ပဲမြစ်တို့ထက်မြစ်တို့ဒီထဲမှာသူ starch ရှိပါတယ်။ အဲ့ဒီကတော့တာမဖြစ်အတော်တင်စားလို့ရတယ်ပါပါတယ်။သူကဂလူကုဆိုသူကဒိုင်းကနေသူကစောင့်မီမတက်တဲ့အတွက်ကြောင့်မလို့ stress power နဲ့အစားအစာတွေရတယ်။အတင်းနဲ့စားလို့ရတဲ့အုပ်စုထဲမှာဆရာတို့ထည့်လို့ရပါတယ်နော်။ဒါကြောင့်မလို့ဒါရွေးချယ်စားတော့တဲ့ခါမှာအရေးကြီးပါတယ်။အဓိကကတော့ချိုးတဲ့အစားအစာတွေပေါ့နော်။ဒါဂလူကုပါဝင်တဲ့အစားအစာတွေကလုံးဝရှောင် ရှောင်ဖို့လိုပါတယ်။အချိုးရည်မှန်သမျှအကုန်ရှောင်ဖို့လိုပါတယ်။ တကြားပေါင်မှုများတဲ့အစားအစာတွေအကုန်ရှောင်ဖို့လိုရတယ်နော်တကြားနဲ့လှုပ်ထားတဲ့မုန့်တွေပေါ့နော်တကြားပေါင်မှုများတဲ့မုန့်တွေခရင်လေးနဲ့ပါတဲ့မုန့်တွေပေါ့ဒါတွေရှောင်ဖို့လိုပါတယ်အထူးသဖြင့်ဒီဆရာတို့ဂျုံနဲ့လှုပ်တဲ့အစားအစာတွေအတော်များများတကြားတွေထည့်လာများတယ်နိအဲ့ဒါမျိုးတွေဆိုဆရာတို့တန်တဲ့ဆုံးရှောင်ကြရမယ်ပေါ့နော်အဲ့တော့နုနုစီဆိုရှင်နဲ့ဆရာတို့လုံးဝရှောင်ဖို့လိုတယ်ခုနဆရာပြောခဲ့တယ်နော်နုစီဆိုရင်မြားသားပြင်အားစားအောင်စီလည်းပါမယ်တကြားလည်းပါမယ်ပေါ့နော်ဒါကိုရှောင်ဖို့လိုပါတယ်ဆရာတို့မကြာသေးခင်ရက်ပိုင်းလေးပေါ့နော်ဒီအခုအာ2019ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှာထုတ်ဝေတဲ့ ဒါအမေရိကန်ဆရာဝန်တင်းကထုတ်ဝေတာပေါ့နော်ဂျာမာဒီ internet medicine လို့ခေါ်ပါတယ်အဲဂျာမာဆိုရင် Journal of American Medical Association internet medicine ပေါ့နော်အဲ journal မှာဘာဖော်ပြလဲဆိုရှင်စီဂျူသွေးဂျူစီဂျူယောဂါဖြစ်စီတဲ့အမှတ်နှစ်ကိုဖြစ်စီတဲ့အဓိကအကြောင်းရင်းနဲ့မှာတဲ့နော် ultra process food တွေလို့ပေါ့နော်အလွန်မင်းပြုတ်ပြင်ထားတဲ့အစားအစာတွေအဓိကကြရတယ်နော်အသုတေသနလုပ်တာတော့ပြင်သစ်နိုင်ငံဂျမိုင်းဝန်ကြီးဌာနလုပ်တာဖြစ်ပါတယ်ပြင်သစ်နိုင်ငံဂျမိုင်းဝန်ကြီးဌာနမှာရှိလက်အောက်မှာရှိတဲ့ဒီ ဆေးသူတည်နာဌာနပေါ့နော်အမျိုးသားကျမ်းမာရေးနဲ့ဆေးသူတည်နာဌာနရဲ့ပြီးလို့ရှိရင် University of Paris ဒါပြင်းထန်ကဲတက်ကတူပေါ့နော် Paris တက်ကတူကနေပြီးတော့ပညာရှင်တွေပေါင်းပြီးလေ့လာတာအာလူပေါင်းသူကတသိန်းကျော်ပါတယ်သူပေါင်းတသိန်းနဲ့၄000နဲ့900နဲ့900ရောက်ပေါ့နော်အဲ့ဒါကိုသူကလေ့လာတဲ့အခါမှာဒီအုပ်စုမှာပါဝင်တဲ့ ultra process food တွေစားတဲ့လူတွေက CQ ယောဂအမှတ်နှစ်ဖြစ်တာကိုတွေ့ရတယ်နော်ဒါကြောင့်မလို့ CQ ယောဂအမှတ်နှစ်က ultra process food တွေနဲ့ လောကပတ်သက်တယ်ပေါ့နော်ဒါကတော့အလွန်မင်းပြုပြင်ထားတဲ့အထူးသဖြင့်အခုခက်သုံးနေတဲ့လီပေါင်းတုတ်တွေပေါ့နော်အဲ့ဒီလီပေါင်းတုတ်တွေက ultra process food ထဲမှာပါပါတယ်အပြင် processing တွေများတဲ့အခါမှာမူလင်းသဘောအားတွေအကုန်ပြတ်သွားပြီဒါကြောင့်မလို့အစားစားစားတဲ့အခါမှာတဲ့နော်သဘောအစည်းအဝေးသမားတွေသဘောကအစားစားကိုအဓိကစားပါတဲ့နော်လူတွေ process လုပ်တဲ့ဟာတွေကိုအတန်အလုံးရှောင်ကျင်းမှုလိုပါတယ်ဒါကသူတို့ပြောရတာလေးပေါ့နော်အဲ့တော့ဒီဟာတွေမဲလားဆိုတော့မဟုတ်နောက်ထပ်ထပ်ချောင်မှုလိုတာလေးရှိတယ်ခုနချိုရာတွေကတော့စီးကျုပ်ဓာတ်ရိုက်တက်စီပို့ပေါ့နော်အချို့အစားစားကြီးကျော်စီးကျုပ်တော့ဓာတ်ရိုက်တက်တာမဟုတ်ဘူးလက်တော်စီးကျုပ်တက်တာမဟုတ်ဘူး ဒါပေမဲ့စီဂျူရဲ့နောက်ဆက်တဲ့ဝေဒနာတွေဖြစ်ဖို့အားပေးတဲ့အစားအစာတွေလည်းရှောင်မှုလိုပါတယ်။ဥပမာပြဆိုရင်စီဂျူရောကကြာရင်ကြောက်ခတ်ပြက်တယ်ဆိုတော့ဒူရန်ချားဘူးတယ်နော်။အဲ့တော့အချို့အစားအစာတွေကစီဂျူရောမတက်စေဘူး။ဒါပေမဲ့ဒီကကြောက်ခတ်ပြက်စေတယ်ပေါ့နော်။အဲ့လိုအစားအစာမျိုးတွေလည်းကြိုတင်ပြီးတော့ရှောင်ထားဖို့လိုပါတယ်။နှမွင့်ရင်စီဂျူလည်းရှိတယ်ကြောက်ခတ်ပြက်ဖို့တာဆူနေတဲ့အချိန်မှာဒီကြောက်ခတ်ပြက်နေတဲ့အစားအစာကိုစားလိုက်ရင်ကြောက်ခတ်ခဏလေးနဲ့ပြတ်သွားမယ်နော်။ဥပမာဒင်းချင်းသီးလိုဟာမျိုးတွေနော်ပြီးရင်ကမီကယ်တွေအများတဲ့အစားအစာတွေစိုးစိမ်းတွေများတဲ့အစားအစာတွေစသည်အားဖြင့်ပေါ့နော်အဲ့လိုမျိုးအစားအစာတွေကိုခုရက်ဂျိုဒီမီရှောင်မှုလိုပါတယ် နောက်တစ်ခုကစီးကျူကြောကဖြင့်သွေးကြောတွေပေါ့နော်နှလုံးသွေးကြောပါမယ်ဒီကုလုံးမှာရှိတဲ့သွေးကြောတွေပျက်စီးတတ်ပါတယ်အဲ့လိုပျက်စီးတတ်တဲ့သွေးကြောကျဉ်းလာဖြစ်တဲ့သွေးကြောပေါက်တာတွေဖြစ်တတ်တယ်နော်လေးဖြတ်တာတွေဖြစ်တတ်တယ်နှလုံးရောဂါတွေဖြစ်တတ်တယ်အဲ့တော့နှလုံးနဲ့သွေးကြောကိုပို့ပြီးတော့မှထိခဲ့စေတဲ့အစားအစာတော့ရှိတယ်အဲ့ဒါဗာလဲဆိုတော့နော်ကြော်ထားတဲ့စီတွေစီပါအောင်များတာတွေပြည့်ဝစီများတဲ့အစားအစာတွေနော်ဒါပဲဝတားလို့ဝက်စီလို့စသည်အားဖြင့်ပေါ့နော်တိတ်ဆန်အစီတွေ နော်ဒါမျိုးအစားအစာတွေကိုလည်းကြိုတင်ပြီးတော့ဆောစောစီးရရှောင်ထားမယ်ဆိုရင်စီးရိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေလည်းကိုကကြိုတင်ပြီးတော့ကာကွယ်ပြီးသားဖြစ်ပါတယ်ဒါကြောင့်မလို့တို့အစားအစာမျိုးတွေကတော့ရှောင်ကြဉ်မှုလိုအပ်ပါတယ်ဆရာစီဂျိုယောဂမှာအဓိကနော်စီဂျိုယောဂအမှတ်1နဲ့အမှတ်2ဆိုနှစ်ခုရှိတယ်ပေါ့နော်စီဂျိုယောဂအမှတ်1ကအသက်ကြီးမှဖြစ်တာပြန်သွားပြင်လေစီဂျိုယောဂအမှတ်1ဒီအဓိကအစားအစာနဲ့ဓာတ်ရည်ပတ်သက်တယ် တော့စီဂျူကအမှတ်နှစ်ကဂျူဒင်ကာကလို့ရတယ်နော်ဘလို့ကာကွယ်မလဲဆိုရင်အစားအစာကိုမှန်ကန်အောင် စားမယ်ပုံမှန်ပေါ့ life plan လို့ခေါ်တယ်လေ့ကျင့်ခန်းလည်းပဲလုပ်တာမျိုးပေါ့နော်ဒါမှမဟုတ်ပုံမှန်လို့လို့ချင်းစီဂျူယောဂအမှတ်နှစ်ကကာကွယ်လို့ရပါတယ်လို့ပြောချင်ပါတယ်ခုနစားတဲ့အခါမှာဆရာတို့မြန်မာလူမျိုးတွေကသမင်းစားတဲ့လူမျိုးဖြစ်တဲ့အတွက်အသက်ကြီးလာလို့ချင်းအသက်ကြီးလာလေလေသမင်းကို short စားဖို့လိုလေဖြစ်ပါတယ်အဲသမင်းစီဂျူရှိသည်ဖြစ်စီမရှိသည်ဖြစ်စီနော်သမင်းကို short စားပြီးတော့ဟင်းကိုနည်းနည်းပိုစားမယ် vegetable တွေစားတဲ့အလေးချင်းကိုလုပ်ပေးလို့ပါတယ်တည်တည်လေဆိုရှင်လည်းချင်းတဲ့အသီးတွေကိုဦးစားပေးစားဖို့လိုပါတယ် နော်ချိုတဲ့အစားအစာတွေရှောင်မယ်အချိုရည်တောက်တဲ့အလေးချိန်တွေရှောင်မယ်အချိုရည်တောက်မဲ့စားကိုတခြားတိတိဖြိုရည်တောက်လို့ရတယ်ပြီးလို့ရှိရင်ရင်းနှီးကြမ်းလုံဟမှုတွေတောက်လို့ရတယ်ပေါ့နော်အလက်ဖိတ်ကော်ဖီတောက်မယ်ဆိုလို့ရှိရင်နုစီအစားနွားနူတွေနဲ့ဆရာတို့ဖြောတောက်မယ်နော်ချိုတဲ့အစားအစာတွေပေါ့နော်မုန့်နေပါလေဆိုတဲ့အတန်နဲ့ဆုံးရှောင်မယ်ဆိုရင်စီကျူယောဂအမှတ်တစ်ကနေလို့အရွယ်လူကောက်ပြီးလို့ရပါတယ်စီကျူယောဂအမှတ်တစ်ဆိုလို့ရှိရင်လဲဆရာတို့ကအခု insulin ထိုးဆေးဆိုတာရှိတယ် ချီကျော်ကတစ်ကတော့သူအင်ဆူလင်ကိုမထွက်တော့တာမထွက်တဲ့ကြောင့်မလို့သူအစားရှောင်နေနဲ့ကုလို့မရပါဘူးသူ့ကိုအင်ဆူလင်ထိုးစင်းနေဆရာကိုကုရပါတယ်အင်ဆူလင်ထိုးစင်းနေကုပြီးတော့အာဟာရပြည့်ရတဲ့အစားစာကြီးဆောက်စားရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဆီကျော်ရောကအမှတ်တစ်ပဲဖြစ်ဖြစ်အမှတ်နှစ်ပဲဖြစ်ဖြစ်အားလုံးကဆရာကိုကုသလို့ရတယ်ဆိုတာလည်းသိစေချင်ပါတယ်စင်းတကြနဲ့တကြွမ်းသားလေတဲ့ဆရာမနေနဲ့ကုမယ်ဆိုချင်တက်တန်းစီနေလို့ရပါတယ်ပြဿနာလည်းမဖြစ်ဘူးပေါ့နော်အဓိကဆီကျော်ယောဂရဲ့နောက်ဆက်တဲ့ဝေဒနာတွေမဖြစ်အောင်ကာဝယ်ဖို့လည်းလိုအပ်ပါတယ်နော်ဒါကြောင့်မလို့ဒီနေ့ပြောတဲ့အစီအစဉ်ကိုနော် ားထောင်ပြီးတော့မှစီဂျူတေဂျူယောဂါနေပြီးတော့မှကင်းဝေးနိုင်ကြပါသေးလို့ဆက်အနေနဲ့တက်လို့ပါ